လိုဇညုံလို့ပေါ့နော်ဆိုသူပတ်ကြည့်ပြီးတော့မှသူတေချာစစ်စစ်ပြီးမှရွေးရလို့လဲထင်တယ်နောက်ဒီဇက်ကောင်လဲသူမလုပ်ခဲ့ character ကိုသူလုပ်ကြည့်ချင်တာလဲဖြစ်ကောင်းဖြစ်မှာပေါ့နော်ဒီ character ပေါ်မှာဟိုတစ်ခါမှမမြင်ဘူးပဲလားအစ်စ်လိုမြင်ရတာဟောသူပေးချင်တာပေးချင်တာလည်းပါမှာပါဒီပြီးသားလူတွေကဝင့်နေနာနာဘာဝလောကောင်မြင်နေဆိုတာဟာအဲ့ဒါဘာလောကနဲ့ဆက်ဆက်နေတာ ီဆိုတော့မှသူအကယ်မီမှန်းမိသွားပြီပေါ့နော်မှန်းမိသွားပြီဆိုတော့လေဟိုယုံကြည်ပါတဲ့အကွက်ကိုလေဟိုရပါစေလို့ဆုတောင်းပေးပါတယ်သူတယောက်ကစိတ်ထဲမှာရှင်းနေဆိုမျက်လာမှာပေါ်တယ်လေနော်ဆိုတော့အဲ့ကြောင့်မကိတ်ကဲမျက်နှာလေးကြည့်လိုက်အမြင်နဲ့ကြည်ကြည်လေးဖြစ်နေတယ်ဆိုတော့သူစိတ်ထဲမှာအဲ့ဒါရှင်းနေတော့မျက်နှာလေးကြည်ရပေါ့လေမင်္ဂလာပါဒီကားလေးကိစ္စတင်နေရလေဟိုသူအပိုင်တက်တလေးတင်တာပေါ့နော်ဟို offset ထွေလာတော့မဟုတ်သေးဘူးကိစ္စတင်နေရအဲ့ဒါအရင်စိတ်ဝင်စားပါတော့စိတ်ဝင်စားပြီးတော့ဇက်အေးက တဲရဲကပုံစံလားဘလို့လဲဆိုတာပေါ့နော်ဆိုနောက်ဒီနောက်ဝင်တယ်ဆိုတာဟာကိုလည်းစိတ်ဝင်စားတာပေါ့နော်ဆိုတော့အဲ့နဲ့ကိနေမော်လမြိုင်မှာအတူသွားပြီးတော့ဟိုသွားတရားဟိုသွားတဲ့ဆိုတာအဲ့ဒါကိကိုပြောတော့ pressure တက်လို့ရှိရင်နဲ့ဟိုဖိတ်မယ်ကြည့်ပြအောင်လားကြည့်ပါနော်အရင်ကြည့်ကြနေတာဆိုတော့ရောက်ကြလာအမှန်တိုင်းပြောမှာဆိုရုပ်ရှင်အောင်မှာရုပ်ရှင်မကျဲစေသူနေ့တစ်ခုကြော်ပါလိမ့် ဒါဒါ first time first time ဟုတ်တယ်ဒီကောင်နာပေါ့သူ့တက်သူ့တက်တကိကူရောယုံကြည်မှုရှိပါတယ်ဒါပေမဲ့သူဘလို့ရုပ်ဆောင်ထားလဲဇက်အင်ကဘလို့လဲပေါ့နော်အဲ့ဒါတော့အញ្ញစိတ်ဝင်တယ်သူကိအတွက်လေဒီ character လေသူ့အတွက်ကလေအစ်စ်အစ်စ်ဖြစ်မှချင်းတယ်ဟိုဒါမျိုးကားတွေတရုပ်ဆောင်ထားတာတော့မမြင်ဘူးပေါ့နော်ဒါသူ့ရဲ့ first time လို့ထင်တယ်အဲမြင်မိပါတယ် ဒါပေမဲ့တခုရှိရလေကိကံနောက်ပိုင်းမှာဟိုဟိုကိုက်ရိုက်ကိုဘယ်လိုပဲစီစစ်ပြီးမှရိုက်တာလဲပါတော့เนาะတောင်ဇက်ကိုအဓိကဇက်ပေါ့เนาะသူဇက်ကိုသူໃຊလို့သူရိုက်တဲ့ရိုက်တဲ့အပေါ်မှာလဲသူဒီ character နဲ့ဟိုမိအောင်လို့သူစူးစမ်းထားတာဆိုတော့လဲယုံကြည်ရပေါ့เนาะဒီဒီပုံနေပုံနေကြည့်လို့ရှင်တော့မှန်းလို့ရတယ်လေเนาะအားကြီးလဲ review ရေးထားတာပေါ့เนาะမင်းကမာကြီးကကြည့်ကြတာမိုင်းဆိုးလို့လေရေးတဲ့အခါမှာကိကိုချီးကျူးထားတာပေါ့เนาะဟိုသူလုံနိုင်တယ်ပေါ့เนาะသူလုံနိုင်တယ် ိုတာကိုမိုက်ရဲ့ချီတူးထားတာသူစာရေးထားတဲ့မနေ့ကလေဆိုတော့ယုံကြည်ပါတယ်ခက်ကဘာဖြစ်ဆိုတော့နောက်ပိုင်းမှာဟိုသူလေဒီနုမြန်နဲ့ပတ်သက်ပြီးတော့လေဟိုတော်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 ကြီးဟိုဒီဇက်ကောင်ပေါ်မှာပေါ့နော်သူစီမျောပြီးတော့လေယူသွတ်ထားပြီးတော့တကယ်စိတ်ကိုနှစ်ပြီးတော့လုံမယ်ဆိုတာယုံကြည်တယ်အမြင်မိပါတယ်မြင်မိပါတယ်ဟိုပါပေါ့နော်နောက်ပိုင်းကသူအလုပ်ကိုခဏပြောသူလို့ပေါ့နော်ဟိုကားရိုက်ကိုလည်းစစ်စစ်ပြီးတော့ရိုက်တယ်ဇက်ကိုလည်းသူတိကျလေးရွေးထားတယ်ပေါ့နော် ဟိုအဲ့ဒီပုံမှန်လေးကိတ်အတွက်ကိုပုံယူပါတယ်ကိတ်ကစစ်ကအရင်ရိုးရှင်းနေအရင်ရိုးရှင်းနေသူ့လောက်ကိုသူသိစာလေးလုပ်တယ်ဟိုမိဘမိဘဆရာတော့ဓမ္မပုံမှန်တိတဲ့တဲ့သူဖြစ်တယ်နောက်ခါကျတော့ရှင်အဲ့လောက်ကိုစီကန့်နဲ့လုပ်တယ်ပေါ့နော်ဆိုတော့အဲ့အမျိုးလေးကျတော့ကိတ်ကိုချီးကျူးစရာပေါ့လေနော်ကြည့်ပြီးသွားလို့ရှင်တော့ပြည်သက်လည်းဟိုလက်ခံမယ်လို့ထင်ပါတယ်လက်ခံမယ်လို့ထင်တယ်ဘာလို့လဲဆိုသူစူးစမ်းထားတဲ့ပုံမှန်မိုင်းဆိုးရောင်မှာသူချီးကျူးရသေးတာပဲလေနော်ဆိုတဲ့အခါကျတော့ ဟိုလက်ခံကြမှာပါ။သူဇက်ကိုရွေးတယ်။ဒီပြီးပြီးတော့သူကြိုက်ပြီဆိုလို့ရှိရင်ရိုက်တယ်။ပြီးတော့လို့ရှိရင်ဒီဇက်ကောင်ဖြစ်အောင်လို့ကိုသူကအဲဇက်ကောင်ပုံမှာဖြစ်အောင်လို့ကိုသူစီးမြောင်းထားတာပါလေ။ဒီမကြီးရောက်မှအကယ်မီမကြီးဆိုတော့မှသူအကယ်မီမှန်းပြီးသွားပြီပေါ့နော်။မှန်းမှန်းပြီးသွားပြီဆိုတော့လေဟိုယုံကြည်ပါတဲ့အတွက်ကိုလေဟိုရပါစေလို့ဆုတောင်းပေးပါတယ်။ဒီဝိတုရိုဇန်ညုံးလို့ပေါ့နော်။ဆိုသူဖတ်ကြည့်ပြီးတော့မှသူ ေချာစစ်စစ်ပြီးမှရွေးရလို့လည်းထင်တယ်။နောက်ဒီဇက်ကောင်လည်းသူမလုပ်ဘူးတဲ့ character ကို तू လုပ်ကြည့်နေတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်။ဆိုတော့ဟိုနောက်သူ့ရဲ့ပြည့်သက်အနေနဲ့လည်းဒီဟာဒီ character ပေါ်မှာဟိုတစ်ခါမှ မမြင်ဘူးပဲနော်အစ်တလို့မြင်ရတာဟောသူပေးကျင်တာပေးကျင်တာလည်းပါမှာပါဟုတ်ကဲ့ရရတာပေါ့လူတယောက်ကစိတ်ထဲမှာရှင်းနေဆိုမျက်လာမှာပေါ်တယ်လေနော်ဆိုတော့အဲ့ကြမကိကဲ့မျက်နှာလေးကြည့်လိုက်မြင်နေကြည်ကြည်လေးဖြစ်နေတယ်ဆိုတော့သူစိတ်ထဲမှာအရာရှင်းနေတော့မျက်နှာလေးကကြည်ရပေါ့လေယူရမှာပေါ့လေနော်ဒါကတော့အချိန်တန်နေလို့ရှိရင်တော့သူကလည်းသူကသူမိသားစုဘဝလေးရောသူပိုင်ဆိုင်ရမှာပေါ့လေဟုတ်ကဲ့ကိကဲ့ချစ်ပေးကိရဲ့ပြည့်တတ်တည်းရဲ့နောက်ဒီစမအပေးနေတဲ့ဒီစမရဲ့ကစားမရဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်